မယ်ဆိုရင်တော့အမေရောအဖေရောပေါ့နော်။ဒါမိဘနှစ်ပါးဆိုတော့တော့ဒါတက်ရှိထင်တာဖရားပဲပေါ့နော်။ကျွန်တော်တို့တက်ကတော့အမေဆိုလို့ရှိနေတာကိုတကယ်ဝမ်းနဲ့လွယ်ပြီးတော့အသက်နဲ့ရှင်ရောမူပါခဲ့ရတဲ့မိခင်တယောက်ရဲ့ကျေးဇူးတွေဆိုတာဒါဆက်လို့မကုန်ပါဘူး။ကျွန်တော်တို့တွေကအဲတော့အဲပြောမလို့ရှင်တော့ကျွန်တော်အပါဝဲပေါ့နော်အဲတာသမီနဲ့တာသမီနဲ့မိခင်ရဲ့တန်ဖိုးကိုမိခင်ရဲ့ကျေးဇူးကိုသိစေချင်ပါတယ်နောက်ပြီးတော့ကျွန်တော်တို့တွေကလည်း အမေများနေ့တရက်လည်းမဟုတ်ဘူးပေါ့နော်ကိုယ့်ရဲ့စိတ်ထဲရင်ထဲမှာတကယ်ကိုကိုယ့်ရဲ့မိခင်ကိုဒါနေ့တိုင်းမှာအချိန်တိုင်းမှာရှိနေမယ်မိကမိဘကျေးဇူးကိုအောက်မေ့ပြီးတော့ကိုယ့်ဘက်ကနေတော့အတန်အစုံနေမိဘကိုအနည်းဆုံးတော့ဟိုစိတ်ဆန်းစာအောင်ထားနိုင်မယ်ဟိုချေစိုးလက်နဲ့ပြုစုပေးနိုင်မယ်တစ်ခုခုပေါ့နော်အဲ့လိုမျိုးလေးမိဘကပီတိပြောင်းလုပ်ပေးနိုင်ဆိုရှင်တော့ဒါကျွန်တော်တို့ကတော့နေ့တိုင်းကတော့အမေများနေ့ပါပဲလို့ပြောကြပါမယ်ခင်ဗျာဟုတ်ကျွန်တော်ကအမေအခုချိန်တည်းတည်းလေဒါဟိုအရင်ဆုံးကရပါတော့နော်အရင်ကအမေနဲ့နေတယ်နောက်ပြီးအခုဒါအင်အောင်ကြပြရတယ်အခုချိန်တည်းတည်းလေ ဒါအမေနဲ့တူနေတဲ့ခါကျတော့ကျွန်တော်အမေတော့ကျွန်တော်အမြဲတမ်းလက်နေဆိုတော့ကျွန်တော်ပြူးဆော့ဆော့တယ်။အာအဖေထူပြောစရာမလိုဘူးတို့တော့ထင်ပါတယ်။ဘာလို့ကျွန်တော်အချိန်တိုင်းအချိန်တိုင်းကတော့ကျွန်တော်ဟိုမိဘအမေပေါ့နော်အဖေအမေရောအဖေရောပေါ့အဲ့တို့နှစ်ယောက်စလုံးတော့ကိုကျွန်တော်ဘက်ကနေရောတနင်္သာရီဆုံးပေါ့နော်အဲညအရောက်လို့ရှိရင်အမြဲတမ်းဒါအဖေနဲ့မိနဲ့ချက်တော့ကိုဥဖက်ပြောကြတော့လေနောက်ပြီးတော့ကိုတက်နာလေးတွေပေါ့နော်ကိုတက်နေဟာလေးတွေမှာငွေကြေးရပဲဖြစ်ဘာမှမဆိုစားကြတာပဲဖြစ်စစ်စစ်နဲ့ပြောပြနေမကောင်းဖြစ်လို့ရှိရင်ပြည့်စုံတာပဲဖြစ် အအကုန်အကုန်လို့ပေါ့နော်ဘာပဲဖြစ်ရကျွန်တော်ကအမြဲတမ်းပြုလုပ်ပေးနေကြဆိုတဲ့ခါကျတော့အထူးတလဲတစ်ခုတည်းကိုရွေးချယ်ပြီးတော့ပြောပြောစရာတော့အထူးမရှိဘူးလို့ထင်ပါတယ်ခင်ဗျဟုတ်ဟုတ်ကဲ့အဲဒီနေ့ပွဲမှာကျွန်တော်က trader ကိုညိုမင်းလွင်ရဲ့အဲပုံတင်ထားဆိုတဲ့ပြဆက်မှာကျွန်တော်ကအကြောင်းဆရာတယောက်အနေနဲ့ပါဝင်ပြီးတော့ဖပြပြောပြတော့ပြောရခင်ဗျာ ဒါတွေကပြောမလို့ဆိုတော့ဥပညာရှင်တရားအနေနဲ့ဒါကိုတက်ဆောတဲ့ဥပညာနဲ့ကိုယ်ပေါ်မှာအကျိုးရှိတဲ့ခွင့်ရသားပြီးပြည်သက်တွေအခုတို့ခက်ခဲကြုံတွေ့နေတဲ့အချိန်မှာကိုယ်တက်နေတဲ့ကိုယ်ဟိုဘာလို့အတမွေးအကြောင်းနဲ့ပြန်ပြီးတော့ကျေးဇူးဆက်ခွင့်ရတယ်လို့ပဲကျွန်တော်ထင်ပါတယ်ခင်ဗျာ အဲ့အတွက်လည်းပီတီလည်းဖြစ်ပါတယ်နောက်ပြီးတော့ဒီငွေတန်းနဲ့ခံရတဲ့ဒေသမှာရှိတဲ့ပြည်သူတွေအတွက်လည်းတကယ်လည်းထက်သူတွေဆယ်ပေါင်းဖြစ်ပေါ်တယ်ခင်ဗျဟုတ်ကဲ့ကျွန်တော်ဒီကြားထဲမှာတော့ဒီ TV စီစဉ်နေ program တွေအားကစား program တွေနောက်ပြီးတော့ဇလန်းတွဲလေးတွေတော့ရထားတယ်တော့ရှိတယ်ဗောနော်ဒီစောကလေးကကိုယ်တိုင်ပြသပြီးပါပြီအဲဒါမဲ့အရင်ကတော့အမှုပညာဟိုထဲထဲဝင်တိတ်မလုပ်ဖြစ်တာလည်းပါလာဗောနော်အခု အာဒီပြားတဲ့မှာပြိတ္တတွေနဲ့ကြီးကျုံးရမယ်ဆိုတော့လေဝမ်းသာပါတယ်ကြီးတယ်ကြီးနေပါတယ်နောက်ပြီးတော့ညင်ခုန်လည်းညင်ခုန်မှုလည်းဖြစ်ပါတယ်ပြောမယ်ဆိုရင်တော့အမေရောအဖေရောပေါ့နော်ဒါမိဘနှစ်ပါးစလုံးကတော့ဒါတက်ရှိထင်ရှားဖရားပဲပေါ့နော်ကျွန်တော်တို့တက်ကတော့အမေစလို့ရှင်နေတာကိုတကယ်ဝမ်းနဲ့လွယ်ပြီးတော့အသက်နဲ့ရှင်ရောမိဘခဲ့ရတဲ့မိခင်တယောက်ကျေးဇူးတွေဆိုတာဒါဆက်လို့မကုန်ပါဘူးကျွန်တော်တို့တွေကအဲအဲ့တော့ ပြောမလို့ရှင်တော့ကျွန်တော်အပါဝဲပေါ့နော်အဲတာသမီရဲ့တာသမီရဲ့မိခင်ရဲ့တန်ဖိုးကိုမိခင်ရဲ့ကျေးဇူးကိုသိစေချင်ပါတယ်နောက်ပြီးတော့ကျွန်တော်တို့တွေကလည်းအမေများနေ့တရက်လည်းမဟုတ်ဘူးပေါ့နော်ကိုယ့်ရဲ့စိတ်ထဲရင်ထဲမှာတကယ်ကိုကိုယ့်ရဲ့မိခင်ကိုဒါနေ့ရက်တိုင်းမှာအချိန်တိုင်းမှာရှိနေမယ်မိကမိဘရဲ့ကျေးဇူးကိုအောက်မေ့ပြီးတော့ကိုယ့်ဘက်ကနေရောအတက်လည်းဆိုနေမိဘကိုအနည်းဆုံးတော့ဟိုစိတ်ဆန်းစာကိုထားနိုင်မယ်ဟို ကိုချေစိုးလက်နဲ့ပြုစုပေးနိုင်မယ်တခုခုပေါ့နော်အဲ့လိုမျိုးလေးမိဘပီတိပြောင်းလုပ်ပေးနိုင်ဆိုရှင်တော့ဒါကျွန်တော်တို့ကတော့နေ့ရက်တိုင်းရတော့အမေများနေပါပဲလို့ပြောချင်ပါတယ်ခင်ဗျာဟုတ်ကျွန်တော်ကအမေအခုချိန်နဲ့ပြည်တယ်ဒါဟိုအရင်တော့ငယ်ရပါဘောနော်အရင်တော့အမေနဲ့နေတယ်နောက်ပြီးအခုဒါအိမ်တော်ကြာပြီးတော့အခုချိန်နဲ့ပြည်တယ်ဒါအမေနဲ့တူနေတဲ့ခါကျတော့ကျွန်တော်အမေတော့ကျွန်တော်အများအမ်းလက်နဲ့ဆိုတော့ပြုစုဆောက်ရှောက်တယ်အာအဖေထူပြောစရာမလိုဘူးတော့ထင်ပါတယ်ဘာလို့ကျွန်တော်အချိန်တိုင်းအချိန်တိုင်းကတော့ကျွန်တော်ဟိုမိဘအမေပေါ့နော်အဖေအမေရောအဖေရောပေါ့ ဲသူတို့နှစ်ယောက်စလုံးတော့ကိုကျွန်တော်ဘက်ကနေတော့တနေအောင်ဆုံးပေါ့နော်အဲညအရာဝင်လို့ရှိရင်အမြဲတမ်းဒါအဖေနဲ့မိနေချက်တော့ကိုဥဖက်ပြီးတော့ကြော်တယ်နောက်ပြီးတော့ကိုတက်လာသေးပေါ့နော်ကိုတက်နေဟာလေးကငွေကြီးရပဲဖြစ်ဘာမှသူစားကျင်တာပဲဖြစ်ချစ်စိုးတဲ့ပြီးတော့နေမကောင်းဖြစ်လို့ရှိရင်ပြည့်စုံတာပဲဖြစ်အဲအကုန်အကုန်လုံးပေါ့နော်ဘာပဲဖြစ်ကျွန်တော်ကအမြဲတမ်းပြလို့ပေးနေရဆိုတဲ့ခါကျတော့အထူးတလဲတစ်ခုတည်းကိုရွေးချယ်ရောပြောပြောကြရတော့မရှိဘူးလို့ထင်ပါတယ်ခင်ဗျဟုတ်အမှန်ပါတယ် တော်ရင်တော့ကတော့ကိုယ့်ရဲ့မိဘကျေးဇူးကိုတည်တယ်ဆိုတာပေါ့နော်။တော့ကိုယ့်အဖေကျေးဇူးကိုယ့်အမေကျေးဇူးကိုမိဘကျေးဇူးတည်တယ်ဆိုတာကကိုယ့်ကိုယ်တော့တည်လာပြီးတော့ထင်တော့ဒါမဲ့တကယ်တော့မိဘနေရာကိုရောက်လာပြီဆိုတော့အချိန်မှာဒါသမီးလေးကိုစပြီးတော့သူ့မိဟာအဲကျွန်တော်ပြောပြီးကိုယ်ဝင်ရှိပြီဆိုတော့အဆင်အားစပြီးတော့ဒါကျွန်တော်ကဟိုနေရာထိုင်နေတော့ဒါစတော့တာပေါ့နော်ဆော့ဆော့ယူဆက်ရတယ်အဲချောချောမမွေးတော့လဲဆူတောင်းရတယ်ယူဆက်ပေးရတယ်နောက်ပြီးတော့မွေးလာတဲ့ခါကျတော့လည်းအခုဆိုရှင်ဒါသမီးလေးက9လကျော်ပဲရှိသေးတယ်ပေါ့နော်အဲအဲ့အချိန်မှာလည်းဒါအမြဲအမြဲတမ်း အာတကယ်ကိုကိုမျက်စိရှိမှထားပြီးတော့အများနဲ့ view site တွေနဲ့ချစ်ပြီးဆောက်ရှောက်ပေးရဆိုတဲ့အခါကျတော့ဟိုကိုလည်းတော့လည်းအော်ငါတော့လည်းငါရဲ့အမေကငါရဲ့အဖေကအခုလိုပဲငါဘုံမှာအလိုမျိုးချစ်ပြီးတော့ခင်ပြီးတော့ဘောနော်ဒါမျိုးပြုဆောက်ရှောက်ပေးခဲ့မှာပဲဆိုတော့အတွေ့ကိုဝင်မိကြတယ်ကိုမိဘကျေးဇူးအားကိုထင်တာတဲ့ပုံပြီးတော့ကြီးမားရဆိုတော့ကိုမိဘနေရာရောက်လာတဲ့အချိန်မှာပို့ပြီးတော့ထင်ထင်ရှားရှား သိမြင်လာတယ်လို့ထင်ပါတယ်ခင်ဗျာသမီးလေးကိုကျွန်တော် no popo ပြည့်စုံအောင်ဆိုပြီးတော့နာမည်ပေးတာပါ no popo ဆိုတော့ no no popo ဆိုတာကတော့ no ဆိုတော့သူ့ရဲ့အမေရဲ့ကရင်မျိုး no ပေါ့ no popo ဆိုတာသူ့အမေနဲ့ပေါ့ပြည့်စုံဆိုတာကတော့ popo ပြည့်စုံဆိုတာကတော့ကျွန်တော်တို့အဲ့ချက်ပို့ပြီးတော့ကျွန်တော်တို့သမီးလေးကပို့ပြီးတော့ပြည့်စုံတဲ့ဘဝလိုရရှိလို့ပေါ့နော်အဲ့နေနေလေးတင်တယ်နာမည်လေးတွေအဖြစ်ပဲလေးကောင်းတယ်နောက်ပြီးတော့မောင်ဆိုတာကတော့ ျွန်တော်ရဲ့နာမည်ဖျားသက်လေးပေါ့နော်အဲဒါကြောင့်မလို့သမီးလေးကိုတော့နော်ပူပူပြည့်စုံအောင်ဆိုပြီးတော့နာမည်ပေးတာပါလေခင်ဗျာသမီးလေးကအဲကျွန်တော်မြင်တော့ကျွန်တော်ကတော့မြင်တာတော့သူ့အမိနဲ့ပုံပြရလို့တော့မြင်နေတယ်တချို့ကြောက်လေသူ့အမိနဲ့တူတယ်ပြောဆိုတချို့ကြောက်လေကျွန်တော်နဲ့တူတယ်ပြောကြတာပေါ့နော်ငယ်သမီးလေးကငယ်သေးတဲ့အခါကျတော့ရုပ်ကတော့အဲတိတ်ပြီးတော့ဖမ်းလို့တော့မရသေးဘူးပေါ့စားစားအရာပေါ့နော်သမီးတွေကိုစဉ်းစားမိတယ်အပြင်းသွားပြန်လို့ရှိရင်သမီးမင်းသားကြီးအဲ့ရထားတဲ့သမီးမင်းသားကြီးညာရလို့ရှိရင်သမီးလေးမင်းသားကြီးတည်ရလို့ရှိရင်အာသမီးလေးကောင်းကောင်းမအိပ်ပျော်ရတာ အဲဘလိုနေဘလိုနေတဲ့အဆင်ပြေတာဆိုတာမျိုးလေးပေါ့နော်အဲ့လိုမျိုးဆိုတဲ့အခါကျတော့အဲပီတိဖြစ်ပါတယ်ဒါဟုတ်အမေကကျွန်တော်အမေအခုတက်ရှိတော့ဒါဘိုးစီဆေးဥမာတက်ရောက်ပြီးကုသနေတယ်အမေက အဲအရင်ကလည်းလွန်ခဲ့တဲ့9နှစ်ဆောင်တော့ကင်ဆာရောဂါရှိတယ်ရနာကင်ဆာရှိတော့ဖျက်ထုတ်တာပေါ့နော်အခုဒီ9နှစ်ကျော်ဆောင်တဲ့ကာလမှာတော့ပြန်ဆစ်ဆီးတဲ့အခါမှာတော့ဆစ်ဆစ်နေတော့တော့ဆက်တော့ပုံမှန်ဆစ်ဆီးတာကိုခုနကပဲဆစ်ဆီးတဲ့အခါကျတော့အမေရဲ့အဆုတ်မှလည်းဒါကင်ဆာရောဂါပိုးတွေတွေ့ရတယ်ပေါ့နော်နောက်နောက်ပြီးတော့အခုလက်ရှိမှာတော့အဲအဆုတ်ထဲမှာရေဝင်နေတဲ့ရေဝင်နေတဲ့နောက်နှုတ်သွေးကျင်းနေတာလည်းတွေ့ရတယ်အဲ့လိုမျိုးဆိုတဲ့အခါကျတော့ အမေရဲ့ကျမ်းမာရောအခုချိန်မှာတော့နည်းနည်းလေးအရင်ထက်ဆိုင်ပုံပြီးတော့ view ဆက်ပေးနေရတယ်ပေါ့နော်အဲ့ view ဆက်ပေးနေတဲ့အခြေအနေဖြစ်နေတာပေါ့ဆရာဝန်ကတော့အစုံနဲ့ပတ်သက်တဲ့ဆရာဝန်ကမတော်ကြီးကတော့အာတောက်စင်းထိုးစင်းနဲ့ပေါ့နော်ဒီနေ့ဒီနေ့ပဲတည်ရတာပါတောက်စင်းထိုးစင်းနဲ့တက်တာဝါနေတယ်လို့ပြောပါတယ်ခင်ဗျာကျန်နှလုံးနဲ့ပတ်သက်တဲ့ဟာတော့လေဒါနှလုံးဆရာဝန်ပြင်ပြလို့ရှင်တယ်လိုရတဲ့ဥပဒေမျိုးတော့အောင်ပေါ့နော်အဓိကတော့ကျွန်တော်အမေအတွက်လည်းကျွန်တော်အများနဲ့ပေါ့နော်အဲဆူတောင်းပေးနေတယ်ကျွန်တော်ဒါ Facebook မှာ page မှာတင်နေဖြစ်ပါတယ်ကျွန်တော်အမေအတွက် ဆူတောင်းပေးကြတဲ့အဲမိတ်ဆွေတငယ်ချင်းတွေအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ဒီနေ့ပြောချင်ပါတယ်ခင်ဗျာဟုတ်အစီကတော့ခန်းကိုခန်းအကောင်မှုတော့ကတော့အစားအသောက်အနေထိုင်ပေါ့နော်အေးရောအေးဖို့လိုတယ်နောက်အစားအသောက်ကိုဟိုကျန်းမာနေညီရတဲ့အစားအသောက်တွေစားဖို့လိုတယ်အနေထိုင်အစားအသောက်တွေစင်ကျင်ဖို့လိုတာပေါ့နော်နောက်ကျန်တာလိုအပ်တဲ့ဆေးဝါးကုသမှုတွေလုပ်ဖို့လိုတယ်နောက်ပြီးတော့လိုအပ်လို့ရှိရင်လိုအပ်သလိုစိတ်စစ်ဆေးမှုတွေလည်းပြုလုပ်ဖို့ပေါ့နော်အဲပေါ်လို့တော့မရဘူးပေါ့ယူဆရတာပေါ့နော်ပေါ်လို့ရှိရင်တော့ အဲဆိုရှယ်မှုတွေများသွားနိုင်တယ်เนาะဟုတ်လွန်ခဲ့တဲ့9နှစ်လောက်ကအမေအမေရင်သားကျန်တာပြည့်စုံတဲ့အချိန်မှာတော့စိတ်ထိခိုက်မှုတော့ရှိတာပေါ့ဒါပေမဲ့လည်းအာကျွန်တော်တားအကြည့်တယောက်အနေနဲ့ပေါ့เนาะဒါအမေဒါဘာမှဖြစ်ဘူးသားတို့အတက်တက်ဆိုစူးစမ်းမယ်ကောင်းအကောင်းဆုံးဖြစ်အောင်သားတို့ဥဒါမယ်ဆိုပြီးတော့ကျွန်တော်တို့အကောင်းဆုံးဖြစ်အောင်ဖူးသားခဲ့ရပါတယ်ဟောအဲ့အချိန်တော့လည်းပြောမှာဆိုရှင်တော့အဲရင်သားအဲကင်းသားခွဲဆုတ်ခွဲဆစ်ဖြစ်တော့ပြီးအချိန်မှာလဲအောင်မြင်ခဲ့ရပေါ့နော်ကုသမှုလည်းအောင်မြင်တယ်အဲနောက်ရှေ့ နောက်ထပ်လည်းဟိုဟာကျွန်တော်ကင်ဆာပိုးစစ်ဆေးအချိန်မှာလည်းဒါ၄-၅နှစ်လောက်ကတော့အားလုံးအဆင်ပြေတယ်ပေါ့နော်။ဒါနောက်ပိုင်း၅နှစ်နောက်ပိုင်းကျမှကင်ဆာပိုးကပြန်ပေါ်လာတဲ့သဘောပေါ့နော်။အဲ့တော့အဲပေါ်လို့မရဘူးပေါ့။မြူးဆန်ဟိုတော့ပြောချင်ပါတယ်။အာပရိသတ်တွေအခုချိန်မှာအဓိကကတော့ကျမ်းမာရေးပေါ့နော်။ကျမ်းမာရေးကောင်းဖို့အတွက်အန်ဒီရဲ့ဘေးအန္တရာယ်ကင်းရှင်းဖို့ကကြီးသုံးပါပေးရကင်းရဖို့တက်လဲဆူတောင်းပြပါတယ်။အခုနေတိုင်းနေတိုင်းဒီရဲ့နေတိုင်းသွားလာစားသမှုတွေကအန်ဒီရဲ့ကင်းအဆင်ပြေဘေးကင်းပြီးတော့အဲကိုရောစေရောကျမ်းမာချမ်းသာဖို့အတွက်ပဲ 知道没？姐们的看没？记住就好。